မြန်မာပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင့်ကျွန်မအနေနဲ့နေ့စဉ်နေ့တိုင်းသတင်းလေးတွေရှာဖွေပြီးတော့မြန်မာပြည်သူများအကျိုးရှိစေရန်စဉ်စားတွေးခေါ်နိုင်စွမ်းလေးပေါ့နော်အများကြီးဖြန့်ကျက်နိုင်စေရန်ကျွန်မအားဖြည့်ပြီးတော့နေ့စဉ်နေ့တိုင်းတင်ဆက်ခဲ့ပါတယ်ရှင့်အဲ့လိုတင်ဆက်ရင်းနဲ့ကျွန်မကိုယ်တိုင်လည်းတန်ဝေကရစရာတွေသင်ခန်းစာရစရာတွေအများကြီးတွေ့ပါတယ်ရှင့်ကျွန်မလက်ရှိမှာစဉ်စားဆင်ခြင်မိတာကတော့ကျွန်မနိုင်ငံသူနိုင်ငံသားတွေဟာဆိုရင်တူးနဲ့တူးဆင်းရဲလိုခြင်းတွေအရန်ကိုကြီးမားနေပါတယ်ရှင့်တူးနဲ့တူးနိုင်ငံရဲ့ယူဆတူသည်ဖြစ်စေမတူသည်ဖြစ်စေ အခြားတယောက်ကိုဒုက္ခရောက်လို့စိတ်တွေအယံကိုကြီးထွားနေပါရှင်။ဘတ်မတူတဲ့သူအချင်းချင်းဆင်းရဲလိုခြင်းဖြစ်တာတွေကထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးဆိုပေမဲ့ဘတ်တူတဲ့သူအချင်းချင်းတူးနဲ့တူးဆင်းရဲလိုစိတ်တွေဒုက္ခရောက်လို့စိတ်တွေကကြီးထွားနေတာကမကောင်းတဲ့လက္ခဏာပါပဲရှင်။ဒါဟာလူ့ဖွဲ့စည်းတွက်အင်မတန်အန္တရာယ်များပါတယ်ရှင်။ဒါလေးကိုကျမတို့ဆင်ခြင်နိုင်ဖို့အတွက်ကိုယနေ့အစပြီးတော့မိမိစိတ်ကိုမိမိပြန်ပြီးတော့စမ်းစစ်ပြင်ဆင်သင့်ပါတယ်ရှင်။မိမိရဲ့စိတ်မှာအခြားသူတယောက်ကိုဆင်းရဲဒုက္ခရောက်စေလို့တဲ့ဒုက္ခတရားတွေပြင့်နှက်သွားစေလို့နေရယ်ဆိုရင်တော့ ဲ့ဒီအရာတွေကကိုယ့်စီကိုရောက်လာမယ်ဆိုတာကိုအရင်ဆုံးစင်ကျင်ကြည့်ပါရှင့်အချင်းချင်းဆင်းရဲဒုက္ခဖြစ်စေလိုတဲ့စိတ်တွေကျမတို့မှာယောနေသွားပြီဆိုရင်တော့ကျမတို့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်းရဲဒုက္ခဖြစ်ခြင်းတွေယောနေသွားမယ်လို့ကျမယုံကြည်ပါရှင့်ကျမတို့စိတ်ဆွမ်းအင်ကိုကသူများကိုဆင်းရဲဒုက္ခရောက်လို့စိတ်တွေများနေရတဲ့အတွက်ကျမတို့ပတ်ဝန်းကျင်ကျမတို့နိုင်ငံမှာဆင်းရဲဒုက္ခရောက်တဲ့ကိစ္စတွေအများကြီးကြုံနေရတာလားမသိပါဘူးရှင့်ကျမတို့ဖြစ်ခြင်းနဲ့စိတ်ဆန္ဒတွေတကယ်ဖြစ်လာတဲ့ပုံစံဖြစ်နေပါရှင့် ဒီတော့ကျမတို့ကဆိုရင်ကောင်းတဲ့စကားကိုပြောပါကောင်းတဲ့အတွေ့အတွေ့ပါသူတော်ဘာအပေါ်မှာဆင်းရဲလိုခြင်းစိတ်တွေလျှော့ကြပါရှင့်ဒါလေးတော့ကျမအနေနဲ့တိုက်တွန်းချင်ပါရှင့်ကျမရဲ့ဆုတောင်းစကားလေးကတော့မိဘပြည်သူများအားလုံးမြန်မာနိုင်ငံသားများအားလုံးကမ္ဘာသူကမ္ဘာသားများအားလုံးဆင်းရဲလိုခြင်းအချင်းချင်းကင်းဝေးကြပါစေရှင့်မိဘပြည်သူများကိုဒီနေ့ပထမအဦးဆုံးတင်ဆက်ပေးရမှာကတော့တန်ငန်းစာယူစရာပေါ့နော်။တန်ဝေကယူစရာကိစ္စလေးတစ်ခုပါရှင့် အဲ့ဒါတော့အဲ့ဒီမှာနေထိုင်တဲ့မြန်မာလူမျိုးတွေရဲ့အကြောင်းလေးပါအဲ့ဒီမှာဆိုရင်ဒီတော်အောင်ဆန်းစုကြည်မွေးနေ့မှတ်တရားပေါ့နော်သူတို့စန္ဒပြကိုစီစဉ်ထားရှိရဲ့အဲ့ဒီစီစဉ်ပွဲကိုအခုဖျက်လိုက်ပါပြီရှင့်ဒီလိုဖျက်သိမ်းလိုက်တဲ့အကြောင်းကိုအမေရိကန်မှာရောက်ရှိနေတဲ့မြန်မာတူကနေပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာပြောကြားထားပါရှင့်ဒီပုံကူပေါ့နော်ကျော်ဝနာဆိုတဲ့ပုံကူပြောထားတာဖြစ်ပါတယ် ျွန်တော်တို့ရဲ့အလီမြို့မှာရှိရဲ့လက်ရှိဖြစ်ပွားနေတဲ့အခြေအနေရဲ့ရဲကြောက်တဲ့လာမယ့်ဇွန်လ15ရက်တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ဒေါက်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အထိမ်းအမှတ်လမ်းလျှောက်ချီတက်ပွဲကိုတဲ့ရွှေဆိုင်ဖို့အတွက်စီစဉ်သူတွေကဆုံးဖြတ်လိုက်ပါတယ်ဆိုပြီးတည်ကြည်တည်ပေးကြညာတယ်ပေါ့ရှင်ပွဲလုပ်ဖို့အတွက်ဖြတ်လိုက်တယ်ပေါ့ရှင်တော်တော်ကိုလိမ္မာရေးချရှိကြတာပဲလို့ကျွန်မမြင်လိုက်မိပါတယ်ပေါ့နော်နံပါတ်1ကတော့ဟိုဘာကြောင့်လဲဆိုတော့တမန်နိုင်ငံမှာရှိနေတဲ့အချိန်မှာတမန်နိုင်ငံဖြစ်နေကိစ္စရည်ပေါ်မူတည်ပြီးတော့အလိုက်တသိနေတတ်ကြတယ်နော်ဒီလိုကြတော့တော်သားပဲမြန်မာနိုင်ငံသူတွေကြတော့ အဲ့လိုလိုက်တင်မှုလေးရှိအောင်လို့ဘာလို့တွန်းအားပေးတိုင်းမလုပ်ကြရလဲရှင့်အမေရိကန်မြန်မာတွေကျမမေးချင်တာပါကျမတို့မြန်မာနိုင်ငံမှာလည်းခါကြရင်ဖျားသွားကြောင်းတဲ့ကိစ္စလေးရှိရဲဘာသာရေးပွဲလေးရှိရဲတကြံပွဲတော့ရှိရဲစသဖြင့်ပေါ့နော်တရင်ချုပ်ပွဲတော့ရှိရဲကျမတို့မြန်မာသူမြန်မာနိုင်ငံသူနိုင်ငံသားတွေအေဂျင့်ဆိုတာဆင်နွှဲရမယ်ပွဲတော်လေးရိုးရာကိစ္စလေးရှိရဲရှင့် အဲ့လိုကိစ္စလေးတွေတောင်မှခွင့်လွန်နားလည်ပေးနိုင်ခြင်းမရှိဘဲနဲ့နေ့စဉ်လေးတိုင်းတော်လှန်လုပ်ရပါမယ်ဆိုပြီးတော့2021နောက်ပိုင်းကနေစူပူလှုပ်ဆောင်လာတဲ့သူတွေကအမေရိကန်နိုင်ငံမှာကုဆန္ဒပြပွဲဖြစ်တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုငွေနဲ့ဆုတောင်းပေးမဲ့ကိစ္စအောင်နောက်ဆုတ်လိုက်တဲ့အန်အိုးဘုကောင်းလိုက်ကြရှင်ကို့အိမ်ကြတော့မီးလောင်မှကြောက်ကြရဲဟုတ်လားမြန်မာနိုင်ငံမှာတို့အိမ်မရှိဘူးလေဒီတော့မြန်မာနိုင်ငံမီးလောင်ကြလောင်စေဆိုပြီးအချိန်ခါမရွေးကျမတို့အချင်းချင်းရန်တိုက်ထားတဲ့သူတွေကအမေရိကန်နိုင်ငံမှာကြတော့နေတက်ထိုင်တက်လိုက်ကြတာနော်အရေးကဲတိလိုက်ကြတာနော်လေစာကုန်ယူပါရဲ့ရှင် မြန်မာနိုင်ငံသားတွေပြောပါတယ်အမေရိကန်ရောက်နေမြန်မာနိုင်ငံသားတွေပြောပါတယ်လေးစားကုန်လိုက်တာရှင့်ပြီးတော့ anti dollar စုကြည်ကိုချစ်တယ်ဆိုငွေနေပွဲလေးကျင်းပမဲ့ကိစ္စလေးတော့မှဒါလေးတော့အရေးဆုံးနေမလုပ်ပေးနိုင်ဘူးလားလမ်းချောက်ချီတက်တဲ့ကိစ္စလေးကိုအရေးဆုံးနေမလုပ်နိုင်ဘူးလားရှင့်ချစ်တယ်ဆိုပြောတော့ဗမာလေးအချစ်တည်းရပါအောင်ဆိုမှအလိုပဲမေးရတော့မယ် anti dollar စုကြည်ကိုရှင်တော့ချစ်တာမဟုတ်ပါဘူး anti dollar စုကြည်ရဲ့ထမိန်စားကိုဆွဲပြီးတော့လှုပ်ရှားနေကြတာပါနော်လောကကြီးကိုအမှန်တိုင်းဝန်ခံလိုက်စမ်းပါလို့ဒါကျွန်မအမေရိကန်မှာရောက်ရှိနေတဲ့ဒီပိတ်မြောင်ကိုပြောလိုက်ချင်တော့တယ်ရှင့် အခုလိုမျိုးတော့အဆန်းစုကြည်ရဲ့မွေးနေ့နဲ့ကိုယ့်ရဲ့ကိုကျိုးစည်းဝါးနဲ့ရှင်တွဲလာတဲ့အခါကျတော့ကိုကျိုးစည်းဝါးကိုပဲရွေးသွားတာပဲလေဒါကျမတို့တက်တင်မရှိပဲမပြောအောင်တော့အခုတက်တင်တဲ့တကွာပြောပြတာဒေါ်အဆန်းစုကြည်မွေးနေ့ကိုဒေါ်အဆန်းစုကြည်ကိုချစ်ခင်တဲ့စိတ်နဲ့ဆင်နွှဲမဲ့ကိစ္စကိုကိုယ့်ကိုကျိုးစည်းဝါးထိကြိုက်လာနိုင်တဲ့အတွက်သူတို့အိမ်မှာရောက်ရှိနေတဲ့မြန်မာတွေနေရထိုင်ရခက်ကုန်မှာဖြစ်တဲ့အတွက်သူတို့အိမ်မီးလောင်မှာဆိုတဲ့အတွက်ဒေါ်အဆန်းစုကြည်ကိုချစ်တဲ့စိတ်ကိုသူတို့လက်လွတ်လိုက်ကြတာပဲအဲ့ဒါ ကိုကျိုးစီးပွားနဲ့ဒေါအောင်ဆန်းစုကြည်ရှင်လာသောအခါဝဲနီပိတ်များသည့်ကိုကျိုးစီးပွားကိုသာရွေးချယ်သွားပါတယ်ရှင့်အခုဆိုရင်ဒီကိစ္စလေးကပေါ်လင်းထင်ရှားသွားပြီပေါ့နော်ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ချစ်တယ်ဆိုပြီးပါစကပြောနေတဲ့လူရောက်တရာမှာ69ယောက်ကတကယ်မချစ်ပါဘူးရှင့်အသုံးချနေကြတာထမိန်စုံအောင်ဆွဲပြီးတော့ဒေါအောင်ဆန်းစုရဲ့ထမိန်ကိုဆွဲပြီးတော့လှုပ်ရှားနေကြတာရှင့် အန်တီဆုကိုချစ်တယ်ချစ်တယ်ဆိုပြီးညာစားနေတဲ့သူတွေအကြောင်းလည်းမိဘပြည်သူများသိလောက်ပြီးလို့ထင်ပါရဲ့ရှင်။ဒါကြောင့်ကျမအနေနဲ့သတင်းလေးတစ်ခုအနေနဲ့ပေါ့နော်။ပြောပြပေးတာဖြစ်ပါရဲ့ရှင်။မိဘပြည်သူများကိုကျမခုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စလေးနဲ့ရခိုင်အကြမ်းဖက်အဖွဲ့ရဲ့သဘောထားလေးပေါ့နော်။ကျမချိတ်ဆက်ပြီးတော့တွေးတောထားတဲ့သတင်းလေးတစ်ခုရှိတယ်။အဲ့ဒါလေးကျမနည်းနည်းပြန်လေးပြီးညှောက်ပေးကြပါရှင်။မိဘပြည်သူများလည်းဒါပြန်ပြီးတော့ဆွေးနွေးသုံးသပ်လို့ရအောင်ပါရှင်။အော်ပထမဆုံးသတင်းလေးတစ်ခုကကြတော့ဒီအေရဲ့ကျန်းဘက်အဖွဲ့မှာဘိုးမူထုံးမင်းနိုင်ဆိုတဲ့ပုဂ္ဂိုလ်ရှိရဲ့ရှင့် အဲ့ဒီပုံမှုထုံးမဲ့နိုင်ဆိုရယ်ပုံကအေအေရဲ့အကျမ်းဘတ်ခေါင်းဆောင်အဖွဲခေါင်းဆောင်ဖြစ်တဲ့ထုံးမဲ့နိုင်ရဲ့အကိုလို့သိရတယ်သူကလေဟိုသူတို့ညီကိုတွေနတ်တန်တန်ချစ်ကြတာပြောပါတယ်ဆယ်လက်မတိုက်ဘူးပဲနဲ့တယောက်ကကြတော့စစ်ဦးစီးချုပ်ယာလူယူထားတယ်တယောက်ကကြတော့ဘုံမှုယာလူယူထားတယ်အနေထားအဲ့လိုပေါ့နော်အနေထားတော့ရွှေပြားပဲသူတို့အဆိုကဆိုရင်လည်းမျိုးနဲ့ကိုဟိုအကုန်လုံးယာတွေ့ယူထားကြရဲ့ရှင်အဲ့ဒါယာတွေ့ယူထားကြရဲ့ပေါ့ရှင်အဲ့လိုဇာလမ်းမျိုးတွေပေါ့ ပြီးအဲ့ပုံကွာဆိုရင်ဇွန်လ12ရက်နေ့မှာသူ့ရဲ့ Facebook လူမှုကွန်ရက်မှာရခိုင်စာနဲ့သူရေးထားတဲ့စာလေးနဲ့ကြောင်းပေါ်လာတယ်ရှင်စာလေးကြောင်းရေးတင်တယ်ပေါ့နော်အဲ့ဒီစာလေးကိုကျွန်တော်အရင်ဆုံးပြောပြပါမယ်သူရေးထားတာကသတင်းဌာနတွေအားတဲ့သတင်းတင်မယ်ဆိုရင်သတင်းတိကျရမှတင်တာကောင်းပါတယ်တဲ့မတိမကျနဲ့ရေးမယ်ဆိုရင်ပေါ့နော်မြေပြင်မှာနှစ်ဖူးအချွေချီမကြောင့် free လုပ်ပေးနေတဲ့တွေအတွက်အဆင်မပြေပါဘူးတဲ့သတင်းဌာနတွေသတင်းမားတွေတင်ရတယ်တရားစွဲရဲ့အစီအစဉ်တခုလိုအပ်လာပြီဆိုပြီးတော့ပြောကြားထားပါတယ်ရှင့်အဲ့ဒီမှာကတော့ကျွန်မအိစာလေးကိုမြင်လိုက်တဲ့ခါမှာအချက်နှစ်ခုသွားတွေ့ရပေါ့နော်အချက်တစ်ခုကဘာလဲဆိုတော့မြေပြင်မှာ free လုပ်ပေးနေတဲ့တွေတဲ့ ဟုတ်တယ်ရှင့်ထုံးမြက်နိုင်လို့ဒီထုံးမဲနိုင်လို့ပေါ့နော်အေးအေးအဖွဲမှာယာဒူးရေရနိုင်ဖို့အတွက်ရခိုင်လူမျိုးအခြေခံလူရန်းစားတွေကအသက်ကိုအလကားပေးပြီးတော့စစ်တိုက်ပေးနေရတာရှင့်သူပြောတာကတော့မှန်တယ်အဲ့ဒီခုတော့မှန်တယ်ပေါ့နော်နောက်တစ်ခုကကြာတော့သူကသတင်းဌာနတွေကိုသတင်းမတင်တရားစွဲတဲ့အစီအစဉ်ကိုလုပ်ရမယ်ဆိုတာကဒါလွတ်လပ်တဲ့သတင်းသမားတွေကိုချိန်ချောက်လိုက်တာနဲ့တူတူပဲရှင့်အခုချိန်ဒီရခိုင်ပြည်နယ်မှာရခိုင်ခြေဆိုင်မီဒီယာတွေရှိရယ်ရခိုင်လူမျိုးသတင်းတောက်တွေအများကြီးရှိရယ်ရှင့် ျမတို့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ဒုက္ခတရားတွေမတရားမှုတွေအေးအေးကြမ်းဖက်ဖွဲ့ရကျူးလွန်တဲ့မရိမှုတွေပေါ့နော်ဒီလိုຢာတွေကျမတို့တင်ဆက်နိုင်လဲဆိုတာရခိုင်ပြည်နယ်မှာရှိနေတဲ့ရခိုင်အခြေစိုက်သတင်းတောက်တွေကြောင့်ကျမတို့တင်ဆက်နိုင်တာရှင့်တို့ရခိုင်လူမျိုးအချင်းချင်းကတော့ရခိုင်တွေဒုက္ခရောက်နေပြီဆိုတဲ့မျိုးချေစိတ်နဲ့တို့တင်ပေးတဲ့အမှန်တိုင်းပြောပြပေးတဲ့သတင်းတွေကိုအခြေခံပြီးတော့ကျမတို့ကတင်ဆက်နိုင်တာတို့တော့မပြောရင်ကျမတို့သိမှာမဟုတ်ဘူးရှင့်အဲ့လိုကိစ္စတွေပေါ့နော်ဒီတော့အခုဆိုရင်ဒီ Tomin Nine ဆိုတဲ့ပုံကမီဒီယာသမားတွေချိန်ချောက်လာတယ်ချိန်ချောက်လာတဲ့အကြောင်းအရာလည်းရှိရဲ့ရှင့်အဲ့လိုကျမဆက်ပြီးတော့ဖတ်ပြပါမယ် AA အဖွဲ့ကနေပြီးတော့သတင်းတောက်တွေပေါ့နော်ချိတ်ချောက်ခိဟောက်နေရတဲ့အကြောင်းတွေက AA အကြမ်းဖက်အဖွဲ့ကကျူးလွန်တဲ့မရိမှုတွေကရခိုင်ပြည်နယ်တွင်မကပေါ့နော်ဒီချင်းအမျိုးသမီးတွေအထိပါလောက်ကင်လာတဲ့အတွက်ဖြစ်ပါရဲ့ရှင့်ဒါသတင်းလေးတစ်ပုဒ်ကိုကျွန်မအရင်ဆုံးထပ်ပြီးတော့ဖတ်ပြပါမယ် AA ကနေပြီးတော့စကန်းချထိုင်ထားတဲ့ချင်းပြည်နယ်ပလောဝမြို့မှာရှိတဲ့ပလောဝမြို့နယ်စမီးမြို့မှာဆိုရင်ကလေးမိခင်အမျိုးသမီးတအုပ်ကိုပြီးခဲ့တဲ့မေလ23ရက်နေ့က AA ဖွဲ့ရနေပြီးတော့မတရားပြုကျင့်ပြီးတော့တတ်ဖြတ်ခဲ့ပါရဲ့ရှင့် ဒီမျိုးသမီးလေးရာဆိုရင်စမီမျိုးအမတ်တုံးရွက်ကောမှာနေထိုင်တဲ့ကလေး၂ယောက်ရဲ့မိခင်ဖြစ်ပါရှင်အသက်28နှစ်အရွယ်ချင်းမျိုးသမီးတူဖြစ်တယ်လို့သိရပါရှင်ဒါပြင်ဟိုဒီ AA အဖွဲ့ရာဆိုရင်ဒီပလောက်ဝမှာ Starlink ပေါ့နော်ပြည်သူ့ရဲ့ Starlink သုံးဆွဲခွင့်ကိုလည်းပိတ်ထားတယ်ဆိုပြီးသိရပါရှင် AA ရာဆိုရင်အခုချင်းပြည်နယ်အထိကိုကျူးကျော်ဝင်ရောက်ပြီးတော့ချင်းလူမျိုးတွေကိုအနိုင်ကျင့်နေပါရှင်ဒါပြင်ဟိုရခိုင်ပြည်နယ်ရဲ့ပိုင်ဆိုင်ခွင့်မှာဆိုပြီးတော့ချင်းပြည်နယ်ပလောက်ဝကိုလည်းသူတို့လည်းဆွဲသွင်းမှုတွေလုပ်နေတဲ့ကိစ္စတွေအခုလှုပ်ဆောင်နေရပါတော့ ဒါမြင်ချင်းလူမျိုးတွေလည်းနိုင်ကျင့်နေရချင်းဒီတော့ဒီလိုကိစ္စအားလုံးစမ်းစစ်လိုက်တဲ့အခါမှာဒီထွန်းမင်းနိုင်ဆိုတဲ့ပုံကမီဒီယာသမားတွေကိုဖမ်းမယ်စီးမယ်အနိုင်ကျင့်မယ်ဆိုပြီးချိန်ချောက်တဲ့ကိစ္စရဲ့ခြေတစ်ခုလုံးပုံပေါ်စွာနဲ့သဘောပေါက်တော့ပြီလို့ထင်ပါတယ်ရှင့်မီဒီယာသမားတွေကအမှန်တိုင်းတင်ပြတဲ့သတင်းတွေကြောင့်သူတို့ AA အကြမ်းဖက်အဖွဲ့တိုက်ခိုက်ကြရပါတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဒီပုံကောဆိုရင်မီဒီယာသမားတွေချိန်ချောက်လိုက်တာဖြစ်ပါတယ်ရှင်။ဒီတော့ကျမအနေနဲ့ဒီဘုံမူထွန်းမင်းနိုင်ဆိုတဲ့ပုံကိုမေးနေတာကမီဒီယာသမားတွေချိန်ချောက်တယ်ဆိုတော့ AA ကအကြမ်းဖက်မှုတွေလုပ်နေတဲ့ကိစ္စတွေမမှန်လို့လားရှင်။ မှန်နေရပဲလေမှန်အောင်မှန်တဲ့အတိုင်းမီဒီယာသမားတွေတင်ပြတာကိုဘာကြောင့်အခုလိုမျိုးချိန်ချောက်ရတာလဲရှင်တကယ်ဆိုရင်မီဒီယာသမားတွေချိန်ချောက်တာမဟုတ်ပဲねအေးအေးအကြမ်းဖက်ဖွဲ့ရနေပြီးတော့မရင်းမှုတွေကျွလွန်နေတာပြည်သူတွေနှိပ်စက်နေတာအတင်းအဓမ္မစစ်သားစုဆောင်နေတဲ့ကိစ္စတွေကိုဖိတ်ချုပ်တဲ့လည်းမဟုတ်ဘူးလားရှင်ကိုမားတယ်ဆိုကိုကပြင်ရမှာလေသူမြောက်လက်ညှိုးထိုးလို့မရအောင်လေဒါကိုအေးအကြမ်းဖက်အဖွဲ့ကနားလေပို့လို့လိုပါရဲ့ရှင့်အခုဆိုရင်ရခိုင်ပြည်နယ်မှာရှိတဲ့တရင်တောက်တွေလည်းပြောဆိုနေကြပါပြီသူတို့တွေကစစ်အာဏာရှင်ဆိုတော့တုံ့နှံလိုက်တာတဲ့အခုကအာဏာရှင်လက်သစ်ဖြစ်လာတဲ့အတွက် ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုအဖြစ်ဖြစ်နေပြီလေရှင်ဒီတော့ဒီရတွေကိုဘသူကများကဲတဲနိုင်ပါလေရှင်အရင်ကလေးကပြည်တော်စုမှာအေးချမ်းစွာနေခဲ့ကြလို့ရှင်ဒီလိုပြဿနာမဖြစ်ဘူးဒီလိုဒုက္ခတရားမဖြစ်ဘူးရှင်ဒီလိုမျိုးမတရားတက်ဖြတ်တာတွေမတရားကျင့်တဲ့ကိစ္စတွေမဖြစ်ဘူးရှင်စစ်ပွဲဆိုတာကြီးဖြစ်လာတဲ့အတွက်ဒါတွေကကျွဲကိုရှိပါဆိုလို့ပါလာခဲ့တာပါတရားအုပ်တွေစုံမှုမရှိတော့တဲ့နောက်မှာဆိုရင်အတိကခံစားရတာကလက်နက်မရှိတဲ့ပြည်သူတွေပါပဲရှင့်။ဒါကိုအေးအကျမ်းပတ်အဖွဲ့ကခေါင်းဆောင်တွေကနားလည်ခဲ့မယ်ဆိုရင် ဒီလိုစိုးကြိုးတွေရခိုင်ပြည်နယ်မှာမဖြစ်ပါဘူးရှင်အခုတော့အရာအားလုံးကစတင်ခဲ့ပြီစစ်ပွဲတွေဟာစတင်ဖို့လွယ်လွယ်လဲ့မယ်အဆုံးသတ်ဖို့တော့ခက်တယ်ရှင်နောက်ထပ်ဗန္ဒနှစ်အထိစစ်ရဲ့စိုးကြိုးတွေရခိုင်လူမျိုးတွေခံစားရနေအောင်လဲဆိုတော့ကတော့မသိနိုင်တဲ့ကိစ္စပါပဲရှင်လက်ရှိမှာတော့ရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေအနေနဲ့အေအေအကြမ်းဖက်ဖွဲ့ရဲ့ချိန်ချောက်မှုကိုခန်းစားနေရတဲ့အတွက်ဘယ်သူများကြင်နိုင်ပါမလဲဆိုတာကလည်းကျွန်တော်တို့မပြောတတ်ပါဘူးရှင့် ျမအနေနဲ့သတင်းသုံးသပ်ချက်လေးကနေပြောချင်တာကတော့ရခိုင်ပြည်နယ်ကြီးကံကောင်းပါစေလို့သာပြောလိုက်ချင်ပါတော့တယ်ရှင်။ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေကိုကျမတို့အနေနဲ့သိရဲဆိုပေမဲ့တွားပြီးတော့ကယ်လို့မမရတာရှင်။ ဒါကြောင့်ဝေကြွေးတဲ့အမြတ်ကုန်ပါစေရခိုင်လူမျိုးတွေအေးချမ်းပါစေလို့လည်းကျွန်မဆန္ဒပြုဆုတောင်းပါတယ်ရှင်။ကျမတို့အားလုံးကပြည်တော်စုမြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးလားရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့ PDF တွေနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများတရင်လေးတွေအမြင်နဲ့တင်ဆက်ပေးမှုပါတယ်ရှင်။အဲ့လိုတင်ဆက်တဲ့အခါမှာဆိုရင် PDF တွေကြားထဲမှာပေါ့နော်မိန်းကလေးငယ်တွေကိုလင်ကျန်းဖတ်မှုပြုလုပ်တာတွေနဲ့အမျိုးသားအချင်းချင်းအဲ့လိုမျိုးစော်ကားတဲ့ကိစ္စတွေပေါ့ရှင်။အဲ့လိုမျိုးရှိရဲရှင်သေးတာအဲ့လိုမျိုးတွေပေါ့နော်။အဲ့လိုကိစ္စတွေပြုလုပ်တဲ့အမှုဖြစ်စဉ်တွေကိုကျမအမြင်နဲ့တင်ဆက်ခဲ့မှုပါတယ်။ အခုလည်းနောက်ထပ်အမှုတစ်ခုသူတို့စီကနေပြီးတော့အိုးမလို့အောင်ပွင့်ပြီးတော့ဘလုံးကထိမ့်မနိုင်သိမ့်မြတ်အခြေအနေမှာပွင့်ထွက်လာခဲ့ပါရှင့်အဲ့ဒါလေးကတော့ဒီ live copy တရက်ကနေပြီးတော့ထုတ်ပြန်ထားတဲ့စာလေးဖြစ်ပါတယ် live copy တရက်ကထောက်ဖို့နဲ့ဘန်နာရေးတာဝန်ခံဦးမင်းသူကျော်ခေါ်မောက်ခမ်းဝါဆိုတဲ့ပုံကွာဆိုရင်အဖွဲ့ဝင်ဖြစ်ကနေပြီးတော့သူတို့နှုတ်ထုတ်ပယ်လိုက်တယ်ပေါ့နော်ဇွန်လ12ရက်နေ့ကနေပြီးတော့ထုတ်ပယ်လိုက်တာပါရှင့်ဗဒီမောက်ခမ်းဝါဆိုရဲ့အမျိုးသားကမှတ်တမ်းရုပ်ရှင်တွေပါရိုက်တယ်ပြီးတော့ဓာတ်ပုံတွေရိုက်တယ်ရှင့်သူရိုက်တဲ့ဓာတ်ပုံတော့မှစုတွေပါရသွားဘူးပါရှင့်ဒီပုံကူဖြစ်ပါတယ်ကျွန်မတို့ပြသတဲ့ဓာတ်ပုံဖြစ်ပါတယ် ဒီမောက်ခမ်းဝါဆိုတဲ့အမျိုးသားက2025ခုနှစ်မေလ23ရက်နေ့မှာအမျိုးသမီးငယ်တအူးကိုလိမ်မန်းဆိုင်ရာနှောက်ရက်စောကောင်းမှုပြုလုပ်ခဲ့တဲ့အတွက် ုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်အဲ့လိုပြုလုပ်တဲ့အခါမှာပြစ်မှုထင်ရှားကြောင်မြင်တွေ့ရတဲ့အတွက်သူ့အခုလိုမျိုး PDF အဖွဲ့ကနေပြီးတော့နှုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပါရဲ့ရှင်ဖဲထုတ်လိုက်တာပေါ့နော်ပြီးတဲ့အခါမှာသူတို့လုပ်နေတဲ့ project တွေဖြစ်တဲ့သဘုံ coffee ချက်ဝတ်နေ campaign စတဲ့တော်လိုင်းရုံမုံတွေရှာဖဲရှာဖွေရဲ့လုပ်ငန်းတွေမှာလည်းထုတ်ပယ်လိုက်ပါရဲ့ရှင်ပြီးတော့ storytelling by mock khan wa ဆိုတဲ့အစီအစဉ်ကိုလည်းဘာမှပုတ်ကတ် network ကနေပြီးတော့ zone 17ရဲ့နေရာနေစပြီးတော့အပီးချန်လာလိုက်တယ်ဆိုပြီးကျင်ညာလိုက်ပါတယ်။သူနဲ့လုပ်နေတဲ့လုပ်ငန်းစဉ်တွေအားလုံးရှက်ဆိုင်လိုက်တာပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မောက်ခမ်းဝါဆိုတဲ့ပုံပေါ်ကလည်းတောင်းပန်တဲ့ကိစ္စကြီးလှုပ်ထားတော့မြင်တွေ့ရပါတယ်ရှင်ကျွန်တော်ကမှလည်းလှုပ်တွေအများကြီးလှုပ်ခဲ့ဥပါတယ်ပေါ့နော်စာတပြေဝါရှင်သူလည်းတော့သူသူ့ရဲ့ကိစ္စသူပြောတာပေါ့ဒီမှုအတွက်လည်းသူကဝင်ချတောင်းပန်တယ်ဆိုပြီးပြောထားတယ်ပြီးတော့သူ့မှသူလက်ခံတယ်ပေါ့နော်စိုက်တဲ့ပြစ်ဒဏ်ပေးနိုင်တယ်ဆိုပြီးတော့လည်းသူ့ရဲ့လူမှုကွယ်မှာရှင်းသားထားပါတယ်ရှင်ဒါမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်တီမှာဝေဖန်မှုတွေမြင့်တက်နေတယ်။ဘာကြောင့်လဲဆိုတော့မြို့သမီးတယောက်ကိုလိမ်မန်းဆိုင်ရာစော်ကားနှောက်ယှက်မှုပြုလုပ်တဲ့သူကိုအပြစ်ပေးတာမဟုတ်ပဲနဲ့အဖွဲ့ကနေနှုတ်ထွက်တာလောက်ပဲအရေးယူလိုက်တာကအင်မတန်ပေါ့လျော့လွန်တဲ့ အရေးယူမှုပေါ့နော်ဒီလိုတတ်မှတ်တဲ့အတွက်ဝေဖန်မှုတွေမြင့်တက်နေရဖြစ်ပါရဲ့ရှင်ဟုတ်လားဟုတ်ပါရဲ့ရှင်စဉ်းစားကြည့်ပါတရားဝင်စိုးမှုတဲ့နေရာမှာသာနေထိုင်မယ်ဆိုရင်ဒီနစ်နာတဲ့အမျိုးသမီးလေးအတွက်ကဒီမောက်ခမ်းဝါဆိုတဲ့ပုံကိုယ်ကိုအဖြစ်ခုခုပေးရမှာမဟုတ်ဘူးလားထောင်ချရတာဖြစ်စေသူ့ရဲ့သူနဲ့ထိုက်တဲ့နဲ့အဖြစ်ပေးရမှာလေတိကျပေါက်ထောင်ချအောင်ကြားရမယ်အမှုရှင်ကျွန်မပြောချင်တာမင်းလေးတက်ကိုလိန်ချမ်းဖတ်တာဆော်ကားတာလေမလိမ့်ဘူးလေပြောရမယ်ဆိုဒီလိုကိစ္စအောင်ထောင်မချရဘဲနဲ့အဖွဲကနှုတ်ထွက်တာနဲ့ပြီးသွားရောလား အရန်ကိုပေါ့ရော့မနေဘူးလားရှင့်ဒီမိန်းကလေးအတွက်တရားမျှတမှုရှိပါမလားနဲ့နာသူမိန်းကလေးတော့ပေါ့နော်အဲ့ဒါလေးကတော့စဉ်းစားဆင်ခြင်သုံးသပ်မယ့်ကိစ္စလေးသာဖြစ်ပါတယ်အခုလိုမျိုးဝေဖန်မှုတွေဖြစ်လာတဲ့အခါမှာဒီမောက်ခမ်းဝါနဲ့ပတ်သက်ပြီးတော့ပေါ့သူ့ရဲ့တွဲဘက်တွေပေါ့ရှင်သူနဲ့လှုပ်လှုပ်တဲ့သူတွေကလည်းအဲ့လိုမျိုးအနိုင်ကျင့်နှိပ်စက်မှုတွေရှိရဲဆိုတော့ဖောက်ထုတ်လာတဲ့သူတွေရှိပါရှင့်သူတို့လောက်ဆောင်ချက်ကိုဖောက်ထုတ်တဲ့ထဲကနေပြီးတော့ထူးခြားတဲ့ဟာလေးတစ်ခုကကြတော့ကျွန်မဖတ်ပြပါမယ် မောက်ခန်းဝါနဲ့အတူတဲ့ဇေယျလွင်ပေါ့နော်ပိုင်ရဲသူရှာမတို့ကတဲ့ပြည်သူတို့ရဲ့ငွေတွေကိုလွဲသုံးစားလုပ်ပြီးတော့မျိုးသမီးတွေကအတ္တမပြုကျင်တာအများကြီးလုပ်တယ်ပေါ့နော်ပြီးတဲ့အခါမှာတဲ့သူတို့ကဒီအကြမ်းဖက်အားပေးတဲ့မီဒီယာရောရှယ်သူတို့တွက်ကတော့ဒါသူတို့အသုံးချတဲ့မီဒီယာပေါ့နော်ဟိုခစ်တစ်တို့မစ်စီမာတို့စသဖြင့်ပေါ့အဲ့လိုမီဒီယာတွေအသုံးချပြီးတော့ယာဒူးတွေယူနေကြတာယွန်စရာပါပဲဆိုပြီးဖော်ထုတ်ထားပါရှင့် ဟော PDF တွေကတော့ရှင်လိန်ချမ်းပတ်မှုတွေပြုလုပ်နေတာတွေကတော့တော်တော်ဆိုးဆိုးပါပဲဒါကို PDF ထောက်ခံတဲ့သူတွေထိန်းချုပ်နိုင်ပါလားဆိုတော့ကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရုံကလွဲလို့ရှင်ကျန်တာမတက်နိုင်ပါဘူးရှင်ကျွန်တော်တို့တော့ကဲလေးလို့မရဘူးပေါ့နော်ဒီတော့ကိုယ်သားသမီးက PDF ထဲဝင်ကျင်နေဆိုတော့လည်းစဉ်းစားပါရှင် PDF ထဲမှာမိန်းလေးတယောက်အတွက်လုံခြုံစိတ်ချမှုဆိုတာမရှိဘူးရှင်ကိုယ့်ရဲ့သားသမီးကိုသူများနှိပ်စက်အနိုင်ကျင့်မဲ့နေပယ်စီကိုကိုကကိုယ်တိုင်တွန်းပို့တာမျိုးမဖြစ်ပါစေနဲ့နော်မိန်းကလေးတွေငငယ်ငယ်နုနုတွတ်တွတ်လေးတွေ PDF လုပ်လို့ရှင်ကျွန်မအင်မတန်စိုးရိမ်နေရှင့် ဥပဒေစိုးမိုးမှုမရှိရဲကြားတိုက်ရှိရဲနေမျိုးတို့တမင်လေးကိုလွတ်လိုက်တယ်လို့ပဲအဲ့ဒီတမင်လေးရဆိုရင်အကောင့်တိုက်ရှိပါမလားရှင်ဒါကိုမိဘများနည်းနည်းဆင်ခြင်ကြပါကိုယ်တိုင် PDF လုတ်ချင်လဲဆိုတော့အသက်50 60ဆိုလဲသွားလုတ်ပါကိုယ့်ရဲ့သားသမီးနုနုထွတ်ထွတ်လေးရော PDF မလုတ်ခိုင်းပါနဲ့ရှင်ကြားစာဖြစ်သွားပါလိမ့်မယ်ရှင်ဒါလေးတော့ကျမတရင်သုံးသက်ချက်လေးရနေပြီးတော့အနီမိဘပြည်သူများသိစေဖို့အတွက်လည်းကျမပြပြလိုက်ရပါတယ်ရှင်မိဘပြည်သူများရှင်နောက်ဆုံးသတင်းလေးအနေနဲ့ကတော့ပြင်းပြင်းနဲ့အကြောင်းလေးပြပြချင်ပါတယ် ပြောပြတဲ့အကြောင်းအရာလည်းပေါ်လာတယ်ရှင်အဲ့ဒါပါလဲဆိုတော့ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့86ဆောင်မြောက်ကိုတူးလေနေအဖြစ်ထုတ်ပြန်လိုက်တဲ့မိန်ကုံးမှဆိုရင် KNU ဥက္ကဋ္ဌဘဒူစောကွယ်ထူဝင်းကထူးခြားတဲ့မိန်ကုံးတစ်ခုပြောကြားခဲ့ပါတယ်ရှင်အဲ့ဒီမိန်ကုံးထဲမှာထူးခြားတဲ့အကြောင်းအရာလေးပေါ့နော်ပါလာတယ်ပါလာအတွက်ကျွန်မပြောပြချင်တယ်ဘာကြောင့်ပြောရလဲဆိုတော့သူတို့ရဲ့စိတ်သဘောထားအမှန်ကိုမိဘပြည်သူတွေသိစေဖို့အတွက်ပြီးတော့ NUG နဲ့ NUG ခိုင်းစားတာခံနေရတဲ့ပြည်ကျဲတွေသိစေဖို့ကျွန်မပြောပြချင်တာမိန်ကုံးကောက်နှုတ်ချက်ထဲမှာပြောလာတာရှင်းတယ်ဘာလဲဆိုတော့ကရင်အမျိုးသားတော်လှန်ရေး လှုံ့ဆော်မှုပါဆိုရင်လည်းပြည်သူမျိုးတွေရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကော်တူးလေနိုင်ငံထူထောင်ဖို့အတွက်ဖြစ်တယ်ဆိုပြီးသူကအတိအကျအောင်ပြောသွားပါရဲ့ရှင့်သူတို့ပြည်သူမျိုးတွေရဲ့မျှော်လင့်ချက်ကကော်တူးလေနိုင်ငံထူထောင်ဖို့နိုင်ငံတစ်တစ်ခုထူထောင်ဖို့ရှင့်ပြည်ထောင်စုထဲမှာအေဂျင်ဆိုတာနေဖို့မဟုတ်ဘူးရှင့်ဒီမိုကရေစီလိုချင်တာလည်းမဟုတ်ဘူးရှင့်စစ်အာဏာရှင်ကိုတုံးလန့်ချင်တာလည်းမဟုတ်ဘူးရှင့်နိုင်ငံတစ်ခုတည်ထောင်ချင်တာဆိုလိုချင်တာကပြည်ထောင်စုကနေခွဲထွက်ချင်တာဒါပေမဲ့ဒါကခင်ပြည်နယ်မှာရှိရခင်လူမျိုးအလုံးရဲ့ဆန္ဒကိုကိုးစားပြုရတာမဟုတ်ပါဘူးရှင့် KNU အဖွဲ့ရဲ့စံနာကိုပြောပြတာပါအဲ့ဒီစံနာကိုပဲသူတို့ကနေပေါင်းများစွာအကောင့်ထဲပေါ်လာတာဖြစ်ပါရဲ့ရှင့်အဲ့ဒီစံနာကိုလက်ရှိမှာပါဝင်အားဖြည့်ပြီးတော့အသက်နဲ့ရင်းပြီးပါဝင်အားဖြည့်တာနော်အဲ့လိုပါဝင်အားဖြည့်နေကြတာပီတက်တွေဖြစ်ပါရဲ့ရှင့်ဒါကြောင့်ကျွန်မတို့ရဲ့စိတ်သဘောထားလေးကိုအရင်ဆုံးသိအောင်ပြောပြတာပါဒီတော့ okay ဒီ KNU အဖွဲ့ကနေပြီးတော့နိုင်ငံခွဲထွက်ခြင်းနဲ့နိုင်ငံထူထောင်ခြင်းနဲ့ KNU မျိုးကကရင်နိုင်ငံပေါ့ရှင်ဒါကတော့ KNU စိတ်ကူးမှမဟုတ်ဘူး KNU မတ်နဲ့အိမ်မမှမဟုတ်ဘူး ရခိုင်မှာရှိရဲ့အေအေကထုံးမြက်နိုင်လေအဲ့ဒီအိမ်မက်မတ်နေရဲ့ရှင်ရခိုင်နိုင်ငံဆိုပြီးအိမ်မက်မတ်နေရဲ့နော်အဲ့လိုမျိုးပေါ့ရှင်တခြားတိုင်းရင်းသားအချို့လည်းအဲ့လိုပဲအိမ်မက်မတ်နေကြတာရှိတယ်သူတို့အကုန်လုံးစိတ်ကူးရဲ့အိမ်မက်တွေမတ်နေကြတာရှင်ဒီတော့ဒီစိတ်ကူးရဲ့အိမ်မက်ကိုကျမဖြစ်နိုင်ပြီရှိမရှိဆိုတာလေးသုံးသပ်ချင်တယ်ရှင်โอเคခွဲထွက်ပါပြီတဲ့ KNU ကဥက္ကဋ္ဌကိုကျမမေးချင်တာခွဲထွက်ပါပြီတဲ့နိုင်ငံတစ်ခုခွဲထွက်တယ်ဆိုတာကငါခွဲထွက်ပြီဟေပြောရုံနဲ့အဲ့ဒီနိုင်ငံဟာနိုင်ငံတစ်ခုဖြစ်ပြီလို့ထင်လားရှင် ကရင်ဟာဆိုရင်ကရင်ပြည်နယ်ဟာဆိုရင်ပြည်နယ်တစ်ခုပဲနိုင်ငံတစ်ခုမဟုတ်ဘူးမြန်မာနိုင်ငံတည်းကပြည်နယ်တစ်ခုအဲ့လိုခွဲထွက်ပြီဆိုရင် ကုလသမဂ္ဂအာဆီယံဒီလိုမျိုးခွဲထွက်ခွင့်ကိုလက်ခံခြင်းမခံခြင်းဆိုတဲ့ကိစ္စကိုအရင်ဆုံးစပြောပါမှာကုလသမဂ္ဂရဲ့မူရင်းအခြေခံသဘောထားကိုကျွန်တော်ပြောပြပေးမယ်ရှင်းကုလသမဂ္ဂဆိုရင်နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာနဲ့နယ်နိမိတ်စီယုံညီညွတ်မှုကိုအလေးထားရယ်ပြီးတော့မူလနိုင်ငံရဲ့သဘောတူညီချက်မရှိဘဲခွဲထွက်လာတာတွေကိုသဘောတူလို့ထုံးစံမရှိဘူးရှင်းဒါအပြင်အာဆီယံရဲ့မူပေါင်းလေးလည်းကျွန်တော်ပြောပြမယ် အာဆီယံဆိုရင်နိုင်ငံတကာနဲ့နိမိတ်တွေမပြောင်းလဲရေးပြည်တွင်းကိစ္စတွေမှာဝင်ရောက်မဆွတ်ဖက်ရေးကိုအခြေခံမူဖြစ်ကျင့်သုံးထားတဲ့အဖွဲ့အစည်းဖြစ်ပါရဲ့ရှင်။ဒါကြောင့်နိုင်ငံတခုကပြည်နယ်ကဒီလိုခွဲထွက်လာတဲ့ဆိုရင်ကုလသမဂ္ဂနဲ့အာဆီယံကလွယ်လွယ်ကူကူလက်ခံလိုက်ဖို့အတွက်ဆိုတာမဖြစ်နိုင်ဘူးရှင်။သူတို့ရက်တည်ထားတဲ့မူပေါင်းအရာမဖြစ်နိုင်ပါဘူးရှင်။နောက်ထပ်အရေးကြီးတာတစ်ခုကတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံကမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်ဗီဒီယိုအာဏာသုံးခွင့်ရှိရဲဆိုတာမမေ့ပါနဲ့ရှင်။ ပြီးတော့ KNU အနေနဲ့စိတ်ကူးအိမ်မက်မတ်ချင်လဲဆိုရင်ရုရှားနိုင်ငံနဲ့တည်တည်ကြကြအဆင်ပြေစွာပေါင်းသင်းဆက်ဆံနေတာ KNU လားမြန်မာနိုင်ငံအစိုးရလားရှင်အဲ့ဒါလေးစဉ်းစားတရုတ်နိုင်ငံနဲ့ရောပေါင်းသင်းဆက်ဆံပြီးအဆင်ပြေနေတာ KNU လားမြန်မာနိုင်ငံအစိုးရလားဆိုတာအရင်ဆုံးစဉ်းစားကြည့်လိုက်ပါရှင်စိတ်ကူးအိမ်မက်မတ်မယ်ဆိုပြောပြတာပါဒီတော့ KNU မက်နေတဲ့အိမ်မက်ကိုကုလသမဂ္ဂနဲ့ ASEAN ကလက်ခံပေးနိုင်ဖို့အတွက်ဆိုတာဖြစ်နိုင်ခြေလုံးဝမရှိပါဘူးရှင် ဒီလိုဖြစ်နိုင်ရင်မရှိဘူးဆိုကရင်ပြည်တဲ့ဟာသူ့အတူခွဲထွက်ပါမယ်ဆိုပြီးလှုပ်လိုက်ပါပြီတဲ့စီရေးအရာအပြည့်အဝနိုင်သွားခဲ့ရင်ပြောတာနော်လှုပ်လိုက်ပါပြီတဲ့ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်ပြောပြပေးမယ်ရှင်ကရင်ပြည်နယ်ဟာဆိုရင်အဲ့လိုမျိုးခွဲထွက်လိုက်မယ်ဆိုပြီးသူ့အတူကြွညာတယ်နိုင်ငံတကာကအသိမှတ်မပြုတ်ဘူးဆိုရင်ကရင်ပြည်နယ်မှာရှိတဲ့ကုံသွယ်ရေးတွေဗန်လုပ်ငန်းနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရပ်တန့်သွားမှာဖြစ်ပါရှင်ဒါအပြင်ထိုင်းနိုင်ငံနဲ့နယ်စပ်ကုံသွယ်ရေးကိစ္စတွေမှာလည်းအကန့်အသတ်နဲ့သာဆောင်ရွက်နိုင်တော့မှာဖြစ်ပါရှင် ်ဒီလိုဆိုရင်ဒေသခံတွေအတွက်အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ကျန်းမာရေးပညာရေးကုံတွယ်ရေးအဲ့ဒီကိစ္စတွေအလုံးခါခက်ခဲလာခဲ့မှာဖြစ်ပါတယ်ဒီလိုခက်ခဲလာပြီဆိုရင်တော့ကင်ပြင်းထဲမှာရှိတဲ့သူတွေရဲ့စာဝတ်နေရေးကိုခေါင်းထဲမှာထည့်ပြီးစဉ်းစားကြည့်လိုက်ပါအောင်ရှင်ဘယ်လိုအခြေအနေဖြစ်လာတော့မလဲဆိုတာကိုဒါအပြင်ကိုကင်ပြင်းထဲမှာရှိတဲ့သူတွေရဲ့စည်းဝါးရေးအပြင်ကိုပြည်တော်စုရဲ့စည်းဝါးရေးပါထိခိုက်လာမှာရှင့်။ဘာကြောင့်လဲဆိုတော့ကင်းပြည်နယ်ဟာဆိုရင်သဘာဝတည်ရန်စာတာတွေပေါ်နေရေရလက်စစ်စတဲ့ကိစ္စတွေကပြည်တော်စုကိုထောက်ပံ့မပေးနိုင်ဘဲနဲ့ပြည်တော်စုမှာခက်ခဲတွေဖြစ်လာနိုင်မယ်။ ဒီလိုဖြစ်လာပြီဆိုရင်မြမတက်မလို့ရဲ့တာဝန်ဖြစ်တဲ့ဒုတာဝန်အရေးသုံးပါပြည်တော်စုမပြုတ်ကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြုတ်ကွဲရေးအချုပ်ချာအာဏာတည်တံ့ခိုင်မဲရေးဆိုတဲ့ဒုတာဝန်အရေးသုံးပါကိုပခုံးမှာထမ်းထားရတဲ့မြမတက်မလို့ကကရင်ပြည်နယ်ကိုစစ်ပြုတ်ပြီးတော့ပြန်လဲသိမ့်ပိုက်ရရှိလို့ရတယ်ရှင့်ဒါဆိုရင်ကရင်ပြည်နယ်မြေဟာဆိုရင်ဘာဖြစ်သွားမယ်လို့ထင်ပါတယ်ရှင့်ကြီးကြည့်ကြမလို့တွေးကြည့်အောင်လည်းသိရဲ့ကိစ္စပါဒါပြင်ကိုကင်ပြည်နယ်ကနေပြီးတော့အဲ့လိုမျိုး KNU ဥက္ကဋ္ဌကပေါ့နော်။သူကသူခွဲထွက်ပါမယ်၊နိုင်ငံထူထောင်ပါမယ်ဆိုပြီးပြောလိုက်မယ်ဆိုရင် ရှမ်းပြည်နယ်ကလက်နက်ကင်တွေကလည်းမနေဘူးလေ။ငါတို့နိုင်ငံခွဲထွက်မယ်ဆိုပြီးလုပ်မယ်။ရခိုင်ပြည်နယ်ကလည်းလုပ်မယ်။ပြည်နယ်အားလုံးဟာသူတို့တို့နိုင်ငံတစ်ခုတည်ထောင်မယ်ဆိုပြီးလှုပ်လာလို့ရှိရင်ပြည်တော်စုပြိုကွဲမှုစလာမှာ။ဒီတော့ကနအူးကနဖျားစပြီးတော့စံပြအနေနဲ့အရေးယူရမယ်ကိစ္စလေမြန်မာတပ်မတော်ကလုပ်ကိုလှုပ်အောင်ပါရှင့်။ဒါဟာမြမတက်မလို့တာဝန်ပဲတီတော်စုရဲ့တာဝန်ပဲရှင့်ဒီတော့ကိုယ့်ရဲ့နိုင်ငံကကိုတုလိနိုင်ငံဆိုပြီးစပြီးကျင်ညာတဲ့နေ့ရတော့အဲ့ဒါဇေယျပေါက်တဲ့နေ့လို့ပဲကျွန်မပြောလိုက်ချင်တယ်ရှင့်ဒါကကျွန်မချင်းချောက်တာမဟုတ်ဘူးနော် ကျွန်တော်နိုင်ငံရဲ့အခြေအနေဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတကာရဲ့လုံဆောင်ချက်အရဒီလိုပုံစံဒီလိုအဖြေပဲထွက်မှာဖြစ်တဲ့အတွက်ကျွန်မအနေနဲ့သုံးသပ်တင်ပြပေးတာဖြစ်ပါရှင့်ဒါ့အပြင်နောက်ထပ် important ဆိုတာတစ်ခုကကြတော့ကရင်ပေါ့နော် KNU အဖွဲ့ကဥက္ကဋ္ဌငါတို့ကကော်တလီနိုင်ငံဆိုပြီးတော့ဒါသူကစူးစမ်းပန်းစားပြောတာပေါ့ရှင့်တကယ်တဲ့နိုင်ငံထူထောင်လို့ရှိရင်နိုင်ငံတကာကလည်းဒီကိစ္စကိုလက်ခံပေးဖို့ခတ်တယ်ရှင်လက်ခံပေးဖို့ခတ်တဲ့အပြင်ကိုအဲ့ချိန်ကြလို့ရှိရင်အမေသာတုံးလေးလိုပဲဝိုင်းဆွဲကြတော့မှာတရင်ပြည်နယ်ရာဆိုရင်ထိုင်းနိုင်ငံနဲ့ကတ်နေရာ ထိုင်းနိုင်ငံကရောသူ့ရဲ့ဩဇာအာဏာကင်းပြင်းနေစီတက်ရောက်လာဖို့အတွက်မလုံနိုင်ဘူးလားလုံနိုင်တာပဲထိုင်းနိုင်ငံရဲ့အနောက်မှာမာစတာကြီးကဘယ်သူရှိလဲစဉ်းစားမာစတာကြီးနဲ့မတည့်တာဘယ်သူလဲဆိုတာစဉ်းစားအဲ့ချိန်ကြလို့ရှင်အဲ့ဒီမာစတာကြီးနှစ်ယောက်ရဲ့ပလန်ကြောင့်ကင်းပြင်းနေဟာဆိုရင်စစ်မီးတွေတောက်ပြီးတော့ဆုံဆုံမြုပ်သွားမှတေးကြရရှင်ကမ္ဘာနိုင်ငံကြီးနဲ့မြန်မာနိုင်ငံကြီးကအငြင်းရဆက်နွယ်နေတာဖြစ်ပါရှင်ဒါကိုတိုင်းရင်းသားရဲ့နားလည်ဖို့တော့လိုရဲရှင်ကိုယ်မှရှိရဲ့လူဝင်အားလေးကနည်းနည်းလေးပြည်နယ်လေးကတည်တည်လေးနဲ့နိုင်ငံတစ်ခုတည်ထောင်ခြင်းနဲ့ ဒါဟာဖြစ်နိုင်ရရှိလားမရှိလားစဉ်းစားကြည့်ပေါ့ရှင်ဖြစ်နိုင်ရင်မရှိလို့လည်းအခုချိန်ဒီမြန်မာပြည်တွင်းဆက်ကရှေ့ကျနေတာပေါ့ရှင်ခွဲထွက်ခွင့်အတွက်ကိုလုံလို့သာအဆင်ပြေခဲ့ပြီဆိုရင်ရင်တော့ရန်ကုန်အစိုးရဆိုပြီးတော့ပုတ်ကွက်လေးပဲကြံတဲ့အချိန်ကလေးကခွဲထွက်လို့ရလိုက်မှာလေဘာကြောင့်မရခဲ့တာလဲနိုင်ငံတကာကဘာကြောင့်လက်မခံပေးခဲ့တာလဲနိုင်ငံတကာမှာလည်းလိုက်နာရဲစီးမြင်နေရှိရဲ့ရှင်သူများနိုင်ငံရဲ့အခြေခံဥပဒေကိုနိုင်ငံတကာဥပဒေမှာဝါလိုက်နာပေးရတယ်ကျမတို့နိုင်ငံကိုထိ ंछ ုပ်ချင်တဲ့အတွက်ဒါအမေရိကန်နိုင်ငံကလည်းရှင်းပြလာပြီးတော့ ကစားတာ CIA တွေထည့်တာဆဲတွေတုံးတာပတ်စံတွေထောက်ပံ့တာလုံကောင်းလုပ်လိမ့်မယ်တကယ်တော့ခွဲထွက်ဖို့အတွက်ကြာရင်တော့တို့အနေနဲ့အာမခံပေးလို့မရတဲ့လိုမျိုးကိုယ်ပိုင်အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ရှိနေတဲ့ကိစ္စရှက်ဘာမှတို့ကျမတို့လာပြီးလုပ်လို့မရဘူးစိတ်တလောက်တိုက်ကိုယ်နိုင်ငံထဲမှာစိတ်တလောက်လုပ်ပြည်နယ်ခွဲထွက်လို့လည်းမရတဲ့လိုနိုင်ငံအသစ်ထူထောင်ဖို့လည်းလုံးဝမလွယ်ဘူးရှက်ဘာကိုတိုင်းသားလက်နက်ကန်အဖွဲ့အစည်းကခေါင်းဆောင်တွေတည်ရဲ့လားတည်ရဲ့နဲ့လုပ်နေကြလားမတည်ပဲလုပ်နေကြလားကျွန်တော်စဉ်းစားလို့မရအောင်ရှက်စစ်တွေတိုက်ခဲ့တာပဲနှစ်ပေါင်းများစွာကြာခဲ့ပြီ ငါတို့ရဲ့ရှီမန်းချက်ကအတိတ်ပဲရှိလားစိတ်ကူးရင်တတ်တက်လားအိမ်မက်ပဲလားဆိုတာအခုချိန်ကြီးမသိသေးတာတော့တော်တော်ဆိုးပါတယ်ရှင့်ကျမတို့ရွေးချယ်ရမယ်လမ်းကတလန်းနဲ့ရှိရယ်ကျမတို့စွတ်စွတ်စည်းနေပြီးတော့ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ပဲရှိရယ်ရှင့်ဒီအတွက်ကိုလည်းနိုင်ငံတော်ကစူးစမ်းနေပါတယ်အားလုံးအတ္တလေးရှော့ပြီးတော့လူမျိုးစွဲစိတ်တက်လေးရှော့ပြီးတော့ဒီခရီးလေးကိုအတူသွားမယ်ဆိုတော့မှကျမတို့နိုင်ငံအေးချမ်းတာကြပါပြီရှင့် ခွဲထွက်ခွင့်ဆိုတော့လုပ်ခဲ့တာနှစ်ပေါင်းများစွာကြာလာမှအောင်မြင်တာဘာကြောင့်လဲဆိုတာကိုနည်းနည်းစဉ်းစားသုံးသပ်နိုင်ဖို့အချိန်တန်ရောက်ပြီလို့တော့ကျွန်မထင်တာပဲရှင့်အဲ့လိုမှမဟုတ်ရင်ကျွန်မတို့နောက်ထပ်မျိုးဆက်တွေအထိစစ်တိုက်နေရအောင်မမြန်မာနိုင်ငံကအဲ့လိုပဲဒုက္ခဆင်းရဲကြီးနေအောင်မရှင့်ဒါဟာတိုင်းသားခေါင်းဆောင်တွေနဲ့ ပြည်နယ်ခွဲထွက်ခြင်းနဲ့သူတွေရဲ့အတ္တတွေကြောင့်ဖြစ်တဲ့ကိစ္စတွေပဲရှင်ဒီသဘောတရားလေးနားလည်ဆင်ခြင်နိုင်ဖို့လည်းကျွန်မတင်ဆက်ပေးတာဖြစ်ပါရှင် KNU ဥက္ကဋ္ဌအနေနဲ့လည်းနည်းနည်းစဉ်းစားပါရှင်နော်နည်းနည်းစဉ်းစားပါနော်တချို့ဇကားတွေကပြောလိုက်တာပဲရှိတာကိုပြည်နယ်အတွက်ကိုလူမျိုးအတွက်ဘယ်လောက်ထိစိုးကြိုးတွေဖြစ်လာနိုင်လဲဆိုတာအသက်တွေလည်းကြည့်ပြီးပဲရှင်နည်းနည်းစဉ်းစားခြင်းချင်းသုံးသပ်ပြီးတော့ဇကားတွေပြောကြပါလို့လည်းကျွန်မတိုက်တွန်းချင်ပါရှင်အဲ့လိုမှမဟုတ်ဘူးဆိုတော့ကိုကြောင့်ကိုပြည်နယ်မှာရှိတဲ့ကိုရဲ့ကရင်လူမျိုးတွေစစ်ပွဲကြမ်းထဲမှာညှက်သွားမယ်ဆိုရင် ကိုယ့်ရဲ့သမိုင်းကြောင်းကောင်းမှာမဟုတ်ပါဘူးရှင့်ဒါလေးကိုစင်ကြယ်နိုင်မှုအတွက်ကျမနေနဲ့တင်ဆက်လိုက်ပါရစေရှင်ကျမတရင်သုံးသပ်တင်ပြချက်လေးကိုယနေ့မှတလောင်းနေမဲ့ရှင်းနာပြရစေရှင်ကျမတရင်လေးတွေကိုအမြဲတမ်းပဲကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချင်တာကိုကြားမှာကြပါစေကောင်းကျိုးလိုရင်ဇာနာများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစု